ဘုရားဆုံးမကြတော့မလိုက်နာဘူးဗေဒီတဲ့တယ်ဥပမာဆိုကြပါတော့ဗေဒင်ဟောပြီးတော့ဗေဒီတဲ့ဆိုကြပါဘာလို့လဲဗေဒင်ဟောတာကဘုရားဟောမှာမဟုတ်ပဲဘုရားကဗေဒင်ဟောရမယ်လို့ဒါမှသိလိမ့်မယ်နော်အဲ့တော့ဘုရားဆုံးမမလိုက်နာပဲနဲ့ဗေဒီတဲ့ပြဒီတဲ့ကြတဲ့ဇေဒီကလားအမကဗေဒီတော်တာဘုရားရှင်ကိုတော့ကြိုးပြီးမှပြီးတော့အော်ဒီဇာဆွေးနွေးနေတယ်နော်ဘုရားကိုအာရုံပြုတော့ဘုရားအဆုံးအမကိုလိုက်နာခြင်းမျိုးပြီးတော့ဘုရားကိုညီမပြတဲ့သဘောမျိုးတော့ပြန်တယ်ဘယ်လိုပြောမလဲဆိုရင်လူမြင်ကောင်း လူကြားကောင်တဲ့လိုဖြစ်နေတယ်နော်။နားလည်နာ။ဒါတော့ဦးဇင်းတို့ဗုဒ္ဓဘာသာတော်ထုံးကားခဲ့တဲ့ဒီဦးဇင်းတို့အင်ဒိုနီးရှားနိုင်ငံတို့ပါဆိုတဲ့ဇေဒီကြီးတွေရှိတယ်နော်။ဝါရဘုရုဇေဒီဆိုတာပေ400လောက်ရှိတယ်။တောက်သားနေတယ်တော့ဒီလိုရှိတယ်။ဘာမှမလုပ်ရမှာမဟုတ်ဘူး။နောက်ဆုံးအာဖဂန်နစ္စတန်နိုင်ငံဗာမီယန်မြို့တော်မှာလည်းပြည်ရာကျွမ်းနဲ့ကောက်ဆင်းလူတွေရှိတယ်ကောက်ဆင်းလူတွေပါသူသူတို့ကလည်းအာဖဂန်နစ္စတန်လားမရှိရတော့ကောက်ဆင်းလူကြီးတွေဖျားယုတ်ပါတော့ကြီးတွေမှာဒန်မိုင်းနဲ့ဖောက်ဖွဲ့ချုပ်ကြီးခံတာလို့ရတာကဒါတွေအဲ့လိုမျိုးတွေလောက်ထားတည်ထားတယ်ဆိုတာက เนาะတကယ်တော့တကယ်လက်တွေ့သာသနာပြုတာနဲ့တော့သိပြီးတော့ဘယ်လိုပြောမလဲမြင့်ကျက်မှုကသိပြီးတော့မရှိဘူးเนาะ very data ဆိုတာကအဲပြောခါပြောဒီလိုတစ်ခုတော့ရှိတယ်မြတ်စွာဘုရားအာမိတပူဇော်အနေနဲ့ပူဇော်တဲ့ဒါနကုသိုလ်တစ်ခုပဲရှိတာเนาะသာသနာပြုရတော့တကယ်မရောက်ဘူးပေါ့သာသနာတဲ့အထောက်ပံ့လို့ပြောမှုတောင်မှဆက်ပြီးရယ်เนาะကုသိုလ်မရောက်ဘူးဆိုရင်တော့မဟုတ်ဘူးเนาะဒါကြောင့်ဝရမြတ်ကိုညီမပြီးတော့ပူဇော်တာပဲတဲထားရစီတယ်ကုသိုလ်တော့ရတယ်သို့တော့ ဆရာဇေဒီတယ်ဖို့ထက်အရေးကြီးတာကဘုရားအဆုံးအမတွေကိုအဲ့ဒါမပြောက်ပြောက်အောင်လက်စကပြင်ပြကြဖို့နဲ့လက်တွေလိုက်နာကြဖို့ဒါပြသလဲသာသနာပြုလုပ်တာအစ်စ်ဖြစ်တကယ်အရေးကြီးတယ်နော်မှန်တယ်နော်ဦးစင်းတို့တရားတော်မှာအချို့ကဒါနပြုတာနဲ့သာသနာပြုတာမကွဲဘူးဖြစ်နေတယ်နော်ငွေကုန်ကြေးကြခံပြီးဖျားတည်တယ်ဆိုတာကဒါနပြုတာဖြစ်တယ်။ဖျားဟောပိတကတ်တော်တွေကိုကိုယ်တိုင်လေ့လာသင်ကြားခြင်းပြန်လဲဟောပြောခြင်းလုပ်တာက ာသနာပြုတာဖြစ်တယ်။ဒါကိုနားမလည်တဲ့အခါမှာခိုင်းစရာအချို့ကသာသနာပြုဆိုတဲ့ဆိုင်းဘုတ်ကြီးတက်ပြီးဖျားတည်ပြလိုက်တဲ့အခါမှာဒါကိုပဲသာသနာပြုတယ်လို့ထင်သွားကြတာနော်။ဖျားတည်တာသည်တည်တဲ့သူမှကုသိုလ်ဖြစ်တယ်လို့ဖူးမြင်ရတဲ့သူမှလည်းကုသိုလ်ဖြစ်တယ်။သို့တော့သာသနာအတွက်အထောက်အကူမဖြစ်ဘူး။ဘာကြောင့်သာသနာအတွက်အထောက်အကူမဖြစ်တာလဲဆိုရင်တက်မဲ့ရုပ်ပွားတော်တွေဟာသာသနာကိုမဆောင်းရှောက်နိုင်လို့ဖြစ်တယ် သာသနာကိုစောင့်ရှောက်နိုင်တာကတက်ရှိယဟန်တန်ကားတွေနဲ့လူတကာတကာမတွေပဲဖြစ်တယ်။နားမရှိရင်တိတိကျကျပြန်ပြီးနားထောင်ပါနော်။ဖျားတဲတာကိုအပြစ်ပြောတာမဟုတ်ပါဘူး။ဖျားတဲတာဒီကုသိုလ်ဖြစ်ပါတယ်။သို့တော့တတ်မဲ့ရုပ်ပွားတော်တွေဒီသာသနာတော်ကိုတည်တတ်အောင်မစောင့်ရှောက်ပေးနိုင်ဘူးလို့ပြောလိုခြင်းဖြစ်တယ်နော်။